ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကုလားဆိုဝေရေးသားတဲ့ညနေညနေများနဲ့မော်စကိုတို့ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်1945မေလ9ရက်နေ့နနက်12:00နာရီတမင်းနေဘာလင်စံတော်ချိန်မှာဂျာမန်တပ်များရဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဂူစတက်ရူဒဲဟာဆိုဗီယက်ဗိုလ်ချုပ်ကြီးအိုင်ဘမ်ဆူစလိုပါရော့ခ်ထံတရားဝင်လက်နက်ချခဲ့မှုကြောင့် ဆိုဗီယက်တပ်နီတော်အောင်ပွဲခံခဲ့တဲ့အထိမ်းအမှတ်အခမ်းအနားပွဲဟာတက်ရောက်ဖို့တမရပူတင်ရဲ့ဖိတ်ကြားခံခဲ့ရလို့ဆိုကာမော်စကိုခရီးစဉ်ကိုတောက်ကြနေမှာစတင်ခဲ့ပါတယ်ထိုအခမ်းအနားသို့ပူတင်ရဲ့မဟာမိတ်များဖြစ်တဲ့ဘရာဇီးအိန္ဒိယတရုတ်မှခေါင်းဆောင်များလည်းတက်ရောက်မှာဖြစ်ပါတယ်မင်းအွန်လိုင်းမှာစီဝေးတက်ရင်အခြားခေါင်းဆောင်များနဲ့တွေ့ဆုံခွင့်ရဖို့အကြံလဲရှိနေပါတယ် အားလုံးကစောင့်ကြည့်နေကြသည်ကတရုတ်တမ္မရရှီကျင့်ပင်မှ၎င်းအားနှစ်ယောက်ချင်းလက်ခံတွေ့ဆုံမီလို့ဆိုသည်ပင်ဖြစ်ပါတယ်။ရခိုင်အခြေအနေအတိုင်းဆိုက ရှီကျင့်ပင်မှလက်ခံတွေ့ဆုံဖို့စိတ်ကူးတဲ့ထဲမှာမဟုတ်တော့လေမင်းအွန်လိုင်းဘက်မှတိုင်းနိုင်ငံလုံးနီးပါးတရုတ်လက်ထဲထိုးထည့်မတ်တက်လုတ်ပေးထားခဲ့ရလို့ဒီတစ်ချိန်တော့၎င်းအားမဖြစ်မနေတွေ့လိမ့်မယ်လို့မျှော်လင့်နေပုံရပါတယ် အမှန်တိုင်းဆိုရက၎င်းတို့ဘက်မှတရားမင်းမင်းဆင်းကယ်၍မရသည်ကိုတည်ထားပြီးဖြစ်လို့ဆွေးနွေးကြမယ်ဆိုတဲ့စီးပွားရေးလုံခြုံရေးများဆိုဒီကလည်းလေထိုးလေယောသဘောသာဖြစ်သည်ဆိုဒီကိုလည်းဟိုဘက်ဒီဘက်တည်ထားကြပြီးဖြစ်ပါလေတိုးတော့မင်းအွန်လိုင်းဖို့ကတရုတ်တောင်းဆိုသည်များကိုကန်းကုံအောင်လိုက်လျောထားပြီးဖြစ်ပါလေအာနာသိမ့်ပြီးနောက်ယခုထိရှင်ကျင့်ပင်နဲ့ တွေးခွင့်မရဖြစ်နေသည်က၎င်းရဲ့နောက်လိုက်နောက်ပါများကြားမှာနိုင်ငံရေးတိုက်ခါဒလဟောထိုးကျနေသည်ကို အဖက်ဆဲနိုင်ဖို့အရေးကြီးနေပါတယ်ရှီကျင့်ပင်ဟာပြီးခဲ့တဲ့နှစ်အတွင်းဘီဂျင်းမှာကျင်းပတဲ့ရန်ဝန်းနဲ့လမ်းစီမံကိန်း၁၀နှစ်မြောက်ထိပ်သီးအစည်းအဝေးကိုပင်မရောက်လာဖိတ်ခေါ်ခြင်းမရှိဘဲပြောင်းမင်းခြံထားခဲ့လို့အကြီးအကျယ်အရှက်ရခဲ့ပြီလေဖြစ်ပါတယ် မင်းအွန်လိုင်းဖို့လေတရုတ်ပေါ်စိတ်နာမယ်ဆိုကလည်းစိတ်နာခြင်းစရာဖြစ်လာနေလို့ယခုဒီချိန်မှာတော့နှစ်သိမ့်စုအဖြစ်လက်ခံတွေ့လိမ့်မယ်လို့ထင်ကြီးများမြင့်တက်လာနေကြခြင်းလည်းဖြစ်ပါတယ်အကျန်းဖတ်သမားမင်းအွန်လိုင်းဘက်ကလည်းညင်းဖို့ခတ်အောင်ငလျင်တို့အကူအညီပေးခဲ့သည်များကိုကြုံကြိုက်တုံးကိုတိုင်ကိုကြကျေးဇူးတင်စကားပြောပါရစီလို့အကြောင်းပြလိမ့်မယ်လို့အေယာဝရီကခံမှန်းထားပါတယ်ပါဇက်ကထုတ်ဖော်ပြောဖို့ခတ်နေတော်လဲ ကိုကမြန်းအား30 29စစ်စင်ရေးကိုရက်ခိုင်းပြီး၎င်းတို့ဟာတော်လန်ရေးအဖွဲ့သားများလက်ထဲမှကဲဆဲပေးထားရလို့ကျေးဇူးတင်ကြောင်းကလည်းမဖြစ်မနေပြောဖို့ရှိနေပြန်သည်မဟုတ်ပါလုံးကျမ်းပတ်သမားမင်းအောင်လှိုင်အားယခုတစ်ချိန်နဲ့ဆိုလျင်ရုရှားသို့တွားခဲ့ဒီမှာ၅ချိန်မြောက်ဖြစ်နေပြီးပြပအားကိုပစိန်ယိုးအဖြစ်ကလည်းပို၍ထင်ရှားလာခဲ့ရပါတယ် ရုရှားနဲ့တိုင်းပြည်ရဲ့တွင်းထွက်ပစ္စည်းများဖြစ်တဲ့ဗရန်များကြောက်စိမ့်နီလာတို့အားတူးဖော်ထုတ်ယူနိုင်ရန်လာရောက်ယင်းနီမြုပ်နှံကြပါရန်အကြင်ကြင်ဖိတ်ခေါ်ထားပြီးလည်းဖြစ်ပါတယ်။ထို့တော်လည်းဖောက်ကန်ဒေတာအားထိမ့်ချုပ်နိုင်ရန်တက်အင်အားအလုံးရင်တုံထိုးစစ်ဆင်လာနေပါတယ်။၎င်းတို့မှာ6လလောက်တင်နှန်းပေးပြီးရှေ့တန်းသို့ပို့နိုင်နေတဲ့လူငယ်လူရွယ်များတောင်းချီရှိနေပြီဖြစ်ပါတယ်။ ယူကရိန်းသမ္မတမှာရောက်လာမဲ့ပြည်ပခေါင်းဆောင်များရဲ့လုံခြုံရေးအာမမခံနိုင်လို့ချင်းချောက်တဲ့ဂျာမတွားမဖြစ်မယ်လို့ဆုံးဖြတ်လိုက်ခြင်းလည်းဖြစ်ပါတယ်။မလဆောပိုင်းမှာတရားဝင်ခရီးစဉ်ဖြစ်ပြီးပူတင်တရားဝင်ဇနီးမရှိသဖြင့်တန်တမန်ထုံးတမ်းရကြူကြူလှလိုက်၍မရဖြစ်နေပါတယ်။ယခုတစ်ချိန်မှာတော့အတူလိုက်တွားမှာဖြစ် အတူလိုက်တွားကြခြင်းပဲဖြစ်ပါတယ်။ လူလူအားဝါရဖြန့်နိုင်ရင်ယခုထိမလအတွင်သွားခဲ့တဲ့ခကြီးအားရုပ်မြင်သံကြားမှထက်တလဲလဲထုတ်လွှင့်နေစေဖြစ်ပါတယ်။ထို့သောမင်းအွန်လိုင်းတယောက်ပြောမျိုးနေချိန်မှာ၎င်းရဲ့တပြည့်သားမည်ဖြစ်သူစောချစ်သူတယောက်မှိုင်းတွေချနေရပြီဖြစ်ပါတယ်။တနင်္လာနေ့ကအမေရိကန်ဗန်နာယီဝန်ကြီးဌာနမှအွန်လိုင်းငွေလိမ်ဂိုင်းများလူကုန်ကူးမှုများမှာပါဝင် ပတ်သက်နေသည့်ဆိုကစောချစ်သူနဲ့တားနှုတ်အားဒဏ်ခတ်ပိတ်ဆို့လိုက်ပြီဖြစ်ကြောင်း ကြီးညာချက်ထုတ်ပြန်လိုက်ခြင်းကြောင့်ပဲဖြစ်ပါတယ်။စောချစ်သူအဖို့ကထိုရေးဟာမူလောက်ဆရာမဟုတ်တော်လဲ၎င်းဟာပနားမစစ်ခေါင်းဆောင် နော်ရီကာကဲ့သို့ဝင်ရောက်ဖမ်းဆီးပါက မခတ်ပြီလို့လို့ဆိုရင်ဇေယျဖြစ်လာနေရပါတယ်။ယင်းဟာဒေါ်နယ်ထရန့်တမရဖြစ်လာခြင်းကစပြီးပထမဦးဆုံးအကြိမ်ဖြစ်မြန်မာနဲ့ပတ်သက်ပြီးဒဏ်ခတ်ပိတ်ဆို့ခဲ့မှုဖြစ်နေပါတယ်။ နောက်ဆုံးရသတင်းများအရယူကရိန်းရဲ့ချင်းချောက်မှုကြောင့်ခရိုင်းမီးယားမှာလုံမဲ့စီးရီးပြပွဲကိုဖျက်သိမ်းလိုက်ပြီလို့သိရပါတယ်။တနင်္လာနေ့မှာမော်စကိုတို့လည်းယူကရိန်းဘက်မှဒရုန်းများနဲ့ပစ်ခတ်လာခဲ့လို့ဒိုမိုဒီဒိုဘူလီစိတ်မှာ လေရင်အစင်းတက်ကိုတနအီခွဲခန့်ရက်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။ရုရှားထူးတပ်ဖွဲ့ကအကွင်းအပြင်အတွင်းဒရုန်းကာဝယ်ရေးနဲ့ပူတင်လုံခြုံရေးအတွက်လေ့ကျင့်မှုများပြုလုပ်နေပြီဖြစ်ပါတယ်။ တက်ရောက်မယ်လို့ဂရီပေးထားတဲ့ဆာဗီးယားတမရဟာယခုအခါမှာရုပ်ချီးနေမကောင်းဖြစ်သွားပြီလို့လည်းသိရပါတယ်။ယူကရိန်းမှာရင်းမြစ်ဒီကိုတိုက်ခိုက်မဲ့အလားအလာနေပါနေတော်ညာလဲမင်းအွန်လိုင်းဖို့နိုင်ငံသားတန်းပေါင်းများစွာမေတ္တာပို့ကြံရစ်မဲ့ခရီးစဉ်ကိုထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ပြည်သူများရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။